လီးမို့လို့စကားပြောရင်ဆက်ပဲဆက်ပဲငါ့ကိုလာပြောတာစောက်ဗောကြော်ရိုက်တဲ့ရုပ်ရှင် ာမင်းမသွားတာဆိုမင်းမျက်စီကလည်းတိတ်ပြ90မင်းချီသွားတယ်ဆိုမင်းမိမ့်ပါရင်မသိအောင်မကမ်းပါမင်းသမီးတယောက်နဲ့မလို့ဦးရမစို monetization လေးတော့ off ရောတင်းလေးကွာမင်းကသူများမကောင်းကြောင်းလဲပြောသေးတယ်အဲ့ဒီ video ကလည်းပတ်စံရကျင်လဲဆိုတော့မင်းကစောင့်ရှောက်မရှိဘူးလားကွာဟာမင်းကလည်းဘလို့စောင့်ရှောက်ရှိမှလဲကွာ career တစ်လျှောက်လုံးတော့မှစောက်ဘောကားပဲရိုက်တဲ့စောက်တော်သားကဲအားလုံးပဲမင်္ဂလာပါကဲကျွန်တော်ကတော့ထုံးစံတိုင်းပေါ့ဗျာဒီဘဲဘာတွေပြောမလဲဆိုတော့ကျွန်တော်ထိုင်ဆောင်နေရ အခုလိုမျိုးပြောလာပြီးတော့ဗီဒီယိုထုတ်လာပြီးတော့မှအဲ့လိုမျိုးပါပဲတခုပြီးတခုမဟုတ်တာမဟုတ်တာမဟုတ်တာတွေကိုအဲ့လိုမျိုးပြောပြီးတဲ့အတွက်လည်းကျေးဇူးတင်တယ်ဘာလို့လဲဆိုတော့အဲ့လိုပြောလေလေဒီကောင်ပြောတာတွေကအမားတွေကြီးပဲဆိုတာကိုလူတွေပို့ပြီးတော့မှတိသွားစီလို့ပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အတွက်ကျွန်တော်ဝမ်းသာတယ်အခုလိုမျိုးဗီဒီယိုလေးလုပ်ပြီးတော့မှရှင်းပြရတဲ့အတွက်လည်းစောင်းဝမ်းကျေးဇူးတင်ပါတယ်เนาะအခုလောလောဆယ်ကျွန်တော်အခုပြောမယ့်ကိစ္စကဒီကောင်ဘလောက်တောင်မှကလိန်ကျစ်ကလိန်ညံရှိလဲဆိုတဲ့ဟာတွေကိုအားလုံးသိအောင်လို့ ကျွန်တော်ဒီနေ့အားလုံးကိုကျွန်တော်ပါဇက်နဲ့ပဲမပြောဘူးကျွန်တော်တက်တည်နေအကုန်ပြပါမယ်နော်အဲ့ဒီအတွက်အားလုံးကိုဟိုဒီကောင်ကြီးကလူလိန်ကြီးဒီကောင်ကြီးကမိမပါဇက်နဲ့အဲ့လိုမျိုးပေါ့နော်ပြောချင်တာကြီးရှောက်ပြောနေတဲ့ကောင်ကြီးဆိုတာကိုကျွန်တော်ဒီနေ့ဗီဒီယိုကကျွန်တော်အခုနာမည်ပေးထားတဲ့အချိန်မှာမောင်ပြည်ဟင်းကိုအလဲထိုးมาဖြစ်ပါတယ်အလဲထိုးမယ်ဆိုတာဒီကောင်ပြောသမျှဟာတွေကဟိုသိရမလားအကုန်အကုန်လုံးနှီးပါသည်စောက်တွေပဲမရှိတဲ့ဟာကြီးပဲဆိုတာကိုအားလုံးသိအောင်ကျွန်တော်ပြောပြပါမယ်နော် ြောရမယ်ဆိုရင်ပထမဆုံးအချက်ကိုကျွန်တော်စပြောပါမယ်။သူ့ရဲ့ဗီဒီယိုအစဆုံးမှာသူကပြောထားတယ်ပေါ့နော်။ကျွန်တော်ကတဲ့အဲအဲ့လိုပေါ့ဒီဟိုဟိုအိုးရင်တော့ဖြစ်ခဲ့တဲ့ကိစ္စမှာပေါ့ဗျာကျွန်တော်ကဗီဒီယိုကျွန်တော်တင်ပြီးတော့မှာတဲ့ကျွန်တော်ကလည်းဘူးပိတ်ပြီးတော့သူကျွန်တော်မတင်ပါဘူးလို့ပြောနေတဲ့အတွက် तू ကမခံနိုင်လုံးဝကြီးလို့အဲ့တဖက်ကနေမခံနိုင်လုံးဝကြီးလို့ तू ဝင်ပြောပါလေဆိုတဲ့ကိစ္စကိုကျွန်တော်ယောက်ျားဗျာပုံမွေလင်းလင်းပဲကျွန်တော်ပြောတယ်ကျွန်တော်ဘယ်တော့မှ ကျွန်တော်လှုပ်တယ်ဆိုလှုပ်တယ်ပဲမလှုပ်ဆိုမလှုပ်ပဲကျွန်တော်ပြတ်တယ်ကျွန်တော်ကအဲ့လိုကောင်းမျိုးကျွန်တော်လှုပ်တဲ့ဟာတစ်ခုတည်းဆိုရင်ကျွန်တော်ပုံဝင်လင်းလင်းပဲကျွန်တော်ပြောတယ်ငါလှုပ်တယ်ကွာဟုတ်တယ်ပြောဆိုပြီးနေတဲ့လူမျိုးဗျာဒါပေမဲ့အဲ့ဗီဒီယိုတင်တဲ့ကိစ္စကတော့ကျွန်တော်လုံးဝမဟုတ်ဗျာဘာလို့လဲဆိုတော့ကျွန်တော်အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်အစောပိုင်းမှလည်းရတယ်ကျွန်တော်စာရေးပြီးတော့ရှင်းပြတယ်မှာလည်းရေးပြီးသားပါဟုတ်တယ်ကျွန်တော် comment ရေးတာကျွန်တော်ရေးတယ်ဒါပေမဲ့အဲ့ comment ရေးပြီးတော့ရမှာအဲ့ဗီဒီယိုတက်လာ တက်လာတဲ့ဟာကျွန်တော်လုံးဝမတင်ဘူးဒါ ው လဲကျွန်တော်အားလုံးပြုဝင်လင်းပြောပြီးသားကျွန်တော်ဘာလို့မတင်လဲဆိုတော့ကျွန်တော်ကျွန်တော်စောက်ခွက်ကြီးလည်းပါတယ်စောင်းလည်းရှက်ဖို့ကောင်းတယ်เนาะအဲ့ဒါကြီးကိုကျွန်တော်တင်စရာအကြောင်းလည်းမရှိဘူးနောက်ပြီးအဲ့လိုဗီဒီယိုတင်ပြီးတော့အပုတ်ချရဲဆိုတာပြင်းတီးရလုပ်တဲ့လုပ်ဗျာကျွန်တော်ကျွန်တော်လုပ်တဲ့လုပ်မဟုတ်ကျွန်တော်လေဗယ်မဟုတ်ဗျာအဲ့ဒါအဲ့လိုအဆင်နှမ်းမျိုးတွေကျွန်တော်မလုပ်ဘူးဗျာတိရမဟိုဒိဗယ်မရှိရည်လာပြောနေဗျာတိရမအဲ့ဒါကြီးကိုကျွန်တော်ဒါပရမသုံးနေနဲ့ကျွန်တော်ဟိုဟာရှင်းနေတာဗောနော်အဲ့ဒီဥစ္စာကိုကျွန်တော်လုံးဝမတင်ဘူး အဲ့ဒါကိုဒီဘဲကကျွန်တော်တင်ပါတယ်ဆိုပြီးတော့စွတ်ဆွဲတယ်အဲ့ထဲကဆောင်းတင်းတယ်တစ်ချက်အဲ့တစ်ချက်ကိုကျွန်တော်ဆောင်းတင်းတယ်เนาะအခုထပ်ပြီးတော့ထပ်စွတ်ဆွဲတယ်အဲ့ဒါကျွန်တော်ထုပေါ်တင်မဲ့ပြောတယ်ငါမတင်ဘူးသူ့မှာတက်သေးရှိလားတက်သေးမဟုတ်ဘူးဗျာကြိုက်တဲ့ဟာနဲ့ကျွန်တော်ဖုန်းနဲ့ဟောကြိုက်တဲ့လူကိုကျွန်တော်ပေးပလိုက်လို့ရတယ်ဗျာမင်းတို့စစ်ဆန်းကွာငါငါတင်ခဲ့တာလားအဲ့ဗီဒီယိုစတက်တဲ့ link ကိုရောရှာလို့ရရင်ရှာလို့ရတယ်เนาะကျွန်တော်လုံးဝမသိဘူးเนาะဘယ်ကဘယ်ကနေဘလို့တက်လာမှန်းမသိကျွန်တော်အောင်သိသွားကြမှာဆောင်းဟာဆောင်းရှော့ရသွားတယ်အဲ့ဒီချိန်မှာเนาะ ဒီကကျွန်တော်လုပ်တာမဟုတ်ဘူးအဲ့ဒါကျွန်တော်ဒါပုံဝင်လေးတည်းပဲပြောတယ်ကျွန်တော်လုပ်တယ်ဆိုလုပ်တယ်ပြောရမလုပ်ဘူးဆိုမလုပ်ဘူးပြောတယ်ဒါပဲเนาะနောက်တစ်ခုဟိုပါပေါ့အဲဟိုပါပေါ့ဒီအမြန်လမ်းကဂိတ်တစ်ခုမှပြဿနာဖြစ်တဲ့ကိစ္စကတော့မနေ့တည်းကကျွန်တော်ရှင်းပြီးသားပါဒါကတော့မဖြစ်ခဲ့ဘူးလားမဟုတ်ဖြစ်တယ်ဖြစ်ခဲ့တယ်ဖြစ်ပြီးသွားတဲ့ကိစ္စကိုကျွန်တော်အမှန်တယ်ပဲအေးစေးကျွန်တော်နဲ့ဒီကလူနေကိစ္စအဲ့မှဖြစ်တဲ့ကိစ္စအဲ့မှနေပဲပြီးသွားပြီအားလုံးပြပြလေးလေးဖြစ်သွားပြီကိုယ့်အောင်ကိုပြန်လာတယ်เนาะပြန်လာတဲ့ဟာကိုအဲ့ဒါကိုတည်မလား ဟိုဘောဟိုဟိုဘောအာနာပါဝါသုံးပြီးတော့ဖြည့်ရှင်းလိုက်တယ်လို့ပေါ့ဒိဗယ်လည်းလုံးဝမရှိမနေဘူးအဲ့ဒါကို तू ကပူပူတတလေးပေါ့ဗျာတည်ရမလားဂိတ်ကလူတွေကိုပားရိုက်လိုက်တာတို့တည်ရမလားဘလို့မျိုးအဲ့ဒါကြောင့်ဟိုကဖြစ်ရတာတို့ဒီကဖြစ်ရတာတို့အဲ့ကိစ္စတွေကလည်းတခုမှလည်းမဟုတ်ပါဘူးအဲ့ဒါကို तू ကပြောတယ်ဗာလဲတန်တာမိုးသိမ့်ကအဲ့ကိစ္စကိုပြောတာလေမရှင်းချင်တန်တာမိုးသိမ့်နဲ့ရှင်းကျွန်တော်ပြောချင်တာဗျာတန်တာမိုးသိမ့်ပြောရင်လည်းပြောလိမ့်မယ်နော် ကျွန်တော်ပြောရရှူတင်ထဲမှာဖြစ်တဲ့တော့တယောက်တယောက်စကားတယောက်ဒီလူမျိုးပေါ့မိတ်ကပ်ပြင်းတဲ့လူတွေပါတယ်ဘာညာရယ်ပါဖြစ်တယ်တယောက်စကားတယောက်ကတော့ပွားမှာပဲလေကျွန်တော်မှလည်းကျွန်တော်မိတ်ကပ်ပြင်းတဲ့လူပါတယ် तू ကလည်းတခြားလူပြောရင်ပြောမှာပဲအဲ့လိုပြောတဲ့ခါကျစကားတွေကကားမှာပြောပြောကြမှာတတမိုးသိမ့်လေကြားရင်ကြားလိမ့်မယ်အဲ့ဒါကို तू ပေးင်းတရားကိုပြောရလဲဖြစ်ရင်လည်းဖြစ်လိမ့်မယ်အဲ့လိုပြောတဲ့အချိန်မှာအဲဒီမှာအဲ့ဥစ္စာကို तू တတမိုးသိမ့်ရပြေးင်းတရားကိုပဲပြောရလေ ဒါပေမဲ့ဒီကောင်ကအဲ့ဒါကိုသိရမလားလူသိရှင်ကြား तू ကဟိုသိရမလားပူပူတတလေးသိရမလားဒီကောင်ကမုန်းပါသေးဒီကောင်ကမကောင်းတဲ့စိတ်ဆိုတော့အဲ့လိုမျိုး intention နဲ့ပြောပြီးတော့မှဖြန့်တာ तू လေမင်းပြောခဲ့တဲ့ကိစ္စကိုဘာဆိုင်လို့တန်တာမိုးတင်ကိုဆွဲထည့်နေတာတော့တန်တာမိုးတင်ကဟိုအားလုံးသိအောင်ရှောက်ဖွားနေလားမင်းပြောတာမဟုတ်ဘူးလားမင်းပြောခဲ့တာလေဘာလို့တန်တာမိုးတင်နဲ့သွားရှင်းဆိုပြီးတော့ငါ့ကိုတန်တာမိုးတင်လာတဲပေးနော်တော့တဲတာရောက်လည်းမရှိဘူး တော့တန်တာမိုးသိမ့်ကိုလည်းသွားရှင်းစရာလည်းအကြောင်းမရှိဘူးဘာလို့လဲဆိုတော့တန်တာမိုးသိမ့်မင်းကိုပြောပြရဲဆိုရင်တော့မင်းကစောက်မကောင်းတဲ့ဟိုစိတ်ကြီးအပြည့်အင်းနဲ့တည်တယ်မလားမင်းပြောတာနေမှာပဲနော်သူပြောရတာပါအဲ့ဒါကြီးလည်းပါကြမှာပါမင်းရဲ့အပိုထပ်ပေါင်းဇက်လန်ပေါင်းချုပ်တွေနဲ့မင်းလျှောက်ပြီးတော့မှပြောပြီးတော့မှမင်းဒူတွေမောင်းအောင်လို့ဆိုပြီးတော့ငါ့ကိုမင်းရွေချက်ရှိမင်းတိုက်ခိုက်နာမဟုတ်ဘူးလားမင်းပြောပြီးတော့ဘာလို့တန်တာမိုးသိမ့်နဲ့ရှင်းဆိုပြီးတော့မင်းပြောတယ်အဲ့ထက်ကမင်းကခေါင်းရှောင်တဲ့ခေါင်းဆိုတာတစ်ပိုးပြီးတိတာအဲ့တစ်ချက်ကနော်နောက်ပြီးတော့ဒီ ဟိုပါဘောဟိုမြင်းမြက်စီက350မီယူသွားရဲဆိုတော့ကိစ္စကိုလည်းသူရှင်းထားပါတယ်ဘောဒီတူမာတဲ့ဟိုပါလို့ပေါ့အဲရှယ်ယာပါလို့ तू ကရှယ်ယာမထည့်ခြင်းဘူးဘာညာပေါ့အဲကပေါက်မဲ့သွားတိတယ်ပေါ့ဘာညာတာတကာတဲ့ရှောက်ပြောထားတယ် तू အမှပြောတယ်ဗာလဲ300ရတဲ့ तू ယူရတယ်တဲ့တရားကိုထားခဲ့တယ်တဲ့မဟုတ်ပါဘူးခင်ဗျာယူရတာ350ပါဘာလို့လဲဆိုတော့ကျွန်တော်အဲ့ဇက်ကရောင်းတဲ့ရောင်းပေးတဲ့နော်ဟိုပါပေါ့အဲကိုရှင်မန်းပေါ့ကိုရှင်မန်းကိုလည်းကျွန်တော်ဖုန်းဆက်ပြီးမေးပြီးပါပြီမဟုတ်ပါဘူး तू ပေးလိုက်တာ သိန်း950နော်အဲ့မှာဒီမှာထားခဲ့တာ1050နဲ့ရောင်းလိုက်တယ်လို့ပြောပါတယ်သိန်း100ထားခဲ့တယ်ဒါပေမဲ့အဲ့ဒီသိန်း100ကထုတ်လို့မရတဲ့သိန်း100ပါဘာလို့လဲဆိုတော့အဲ့ဒီကယုံတယ်မှအဲ့ပတ်စံသိန်း100ထုတ်လို့ရမှာပါအဲ့ကယုံယုံတယ်မှထုတ်လို့ရမဲ့ပတ်စံဆိုတာကိုလည်းပြင်းတရားတိပါတယ်ဘာလို့လဲဆိုတော့သူပဲစာချုပ်သွားချုပ်ထားတာပါအဲ့သိန်း100ယုံတယ်မိမထုတ်လို့ရမယ်ဆိုလဲသူတိပါတယ်အဲ့ဒါကိုသူစာချုပ်ချုပ်ထားတယ် သူ့ရဲ့ကိုတာကိုတော့သူ3950သူယူသွားပါတယ်ယူသွားပြီးတော့ဒီကားယုံတယ်မှဒီပေါ့ကြံတဲ့ဒီအမှုပညာရှင်တို့ရမယ်ပတ်စံဆိုတာကို तू သိရသားနဲ့ तू ဟိုရောက်တော့ तू อ่ะဒီမှာလဲဘာနိုင်ငံရေးမှာပါခဲ့တဲ့កောင်းလဲမဟုတ်ပဲဟိုရောက်တော့မှ तू อ่ะសောင်းយ៉ាងနိုင်ငံရေးတက်ကြွသူပုံတိုင်းဖမ်းပြီးတော့မှလှုပ်ထလိုက်တော့ဒီမှာ तू ကားရုံတင်လို့မရတော့ဒါတွေလဲ तू កုံသိပါတယ် तू ਨੇ ရိုက်ထားတဲ့ ိုက်ပေါင်းများစွာလည်းရှိပါသေးတယ်။သူ့ကားတွေသူ့ဇလန်းတွဲတွေပါလည်းရှိပါသေးတယ်။နန်းစုတို့ရိုက်ထားတဲ့ဇလန်းတွဲတွေပါလည်းဆိုတော့အကုန်လုံးကငွေကြေးကုန်ကြခံပြီးလုထားပါ။သူ့သားတကယ်ဒီလူတွေမျက်နှာကိုကြည့်ခဲ့တဲ့ဆိုရင်သူ့သားတကယ်အဲ့လိုမျိုးစောင်းရမ်းစိတ်တက်ပြင်းပြတဲ့ဘဲကြီးတွေဖြစ်နေဆိုတော့ဒီမာတွေကသူပြောမပြောဘူး။ဘာလို့လဲ။သူ့ပတ်စံတွေသူရရရှိသေးတယ်။သူ့ပတ်စံတွေသူယူသွားပြီးချန်တဲ့ကောင်တွေတော့ဖြစ်နေတာဖြစ်ကွာ။ငါစောက်ပြီးမစားယူဆိုတဲ့ပုံစံမျိုးနဲ့အကုန်လုံးဝါတာ။နော်အဲ့ဒါကိုလေ तू ကဟိုပေါ့ तू ပြောတယ်ကျွန်တော်ဗါလဲအဲ့ဥစ္စာက စာရုပ်ချုပ်တဲ့နေရာ24ရက်နေ့အဲနော်ဟိုဟာလာတော့ဂျွန်လာဂျွန်လိုင်လာမသိဘူးအဲ့လိုတော့ပြောတယ်ကျွန်တော်အခုပြန်ပြန်ကြည့်ပြန်နားထောင်ကြည့်လိုက်ရတော့သိတယ်ဗျာခဏထားလိုက်ပေါ့အဲအဲ့24ရက်နေ့မှာ तू ယူသွားတယ် तू အဲ့ယူပြီးရောတဲ့နှစ်ပတ်နေတော့ तू အမေရိကထောက်သွားတယ်အဲ့သူ့ဗီဒီယိုမှာ तू ပြောတာပါ तू ရဲ့အာအိပ်ပစံ तू ယူယူသွားပြောတယ်ဟိုဆက်သွယ်လို့မရဘူး तू အကောင့်နေပါ तू ဖြတ်လိုက်ရပါတယ်ပေါ့ဖြတ်ပြီးတော့မှ तू သွားတယ်ပေါ့ဟိုရောက်တော့မှ तू ပေးပါတယ်အဲဟိုရောက်တော့မှ तू ဆက်သွယ်လို့မရတော့ဘူးပေါ့ဒိဗယ်လုံးဝမရှိပါဘူးဗျာ လုံးဝအသေးပဲကြည့်ပါဦးသူ့မှာနှစ်ပတ်အချိန်ရှိပါအမေရိကန်မသွားခင်နှစ်ပတ်အချိန်ရှိရနှစ်ပတ်ဆိုတာတစ်ပတ်ကို9ရက်16ရက်အချိန်ရှိရသူလုံးဝမပြောခဲ့ဘူးကျွန်တော်ဒီသချင်းထဲမှာထည့်ပြီးတော့ဆိုတော့မှဒီကိစ္စကြီးကိုဟဲ့အောင်တင်းတရာဟိုမှာခြံထားခဲ့တယ်အဲ့ဒါမင်းသွားယူလေသွားယူလာအဲ့ဒါမင်းပတ်ဆံမယ်လို့ပြောတယ်ဒါပေမဲ့အဲ့ပတ်ဆံဒီလေထုတ်လို့မရပတ်ဆံဖြစ်ပါတယ်ယုံတင်မှထုတ်လို့ရမှာသူယုံတင်လို့မရလဲသူပဲလှုပ်ထားပါတယ်တော့အဲ့လိုမျိုးလှုပ်ပြီးတော့မှဒီကောင်ကအခုမှသခိုးလူမိသွားတော့မှသိရမလားအဲ့အတိုင်းနဲ့လာအဲ့စတိုင်နဲ့လာဟစ်နေပါဘောရပြောရမယ်ဆိုတော့အဲ့တခုเนาะရှိတယ်ပြီးွားတော့အဲပါလဲ အဲဘာလဲဟိုနောက်တစ်ခုရှိပါတယ်ဘာလဲမင်းသမီးအာဘာလဲမင်းသမီးကဟောမင်းသမီးအခန်းထဲမှာတဲ့ကျွန်တော်ကဟောဖြစ်တယ်ပေါ့ဘာလဲအဲဟိုကျွန်တော်ကသွားနေတယ်ပေါ့ daily taxi ရိုက်တော့ဟာတဲ့မင်းသမီးခန်းထဲမှာကျွန်တော်ကဆောင်းအနာဘူးကြီးပေါ့ဗျာဆောင်းငန်းတက်ပြီးတော့ဒီမှာမင်းသမီးအဲ့လိုဖြစ်နေပေါ့အဲ့လိုထားမျိုးတဲ့ကျွန်တော်ကိုအဲ့ဗီဒီယိုစတင်နေကျွန်တော်ကိုအဲ့လိုမျိုးပြောခဲ့တယ်ကျွန်တော်အဲ့ဒါလဲကျွန်တော်မှာတက်တည်လည်းအများကြီးရှိတယ်လူတွေလည်းအများကြီးရှိတယ်เนาะကျွန်တော်ရဲ့ မပါတဲ့လူတွေရှိတယ်ကျွန်တော်ကျွန်တော်ကူပေးတဲ့သူတွေလည်းရှိတယ်ကျွန်တော်အဲ့အခန်းကိုကျွန်တော်စသပြီးတော့အဲ့ shooting ကိုကျွန်တော်သွားရတယ်သွားတဲ့အချိန်မှာသူတို့ shooting manager ကိုညီလားမသိဘူးအဲ့တော့ကဟုတ်တယ်ကိုညီကကျွန်တော်ပူပိုင်းနဲ့ပူပိုင်းကဒီခန်းဆိုပြောလိုက်တော့ခိုင်းရအခြေကြီးပဲနော်ဒါအဲ့ဒါကျွန်တော်ခန်းကျွန်တော်နေတဲ့ခန်းနော်အဲ့ဒါကိုလာပြီးတော့မှကျွန်တော်ကမင်းသမီးခန်းထဲမှာနေပါတယ်ဆိုပြီးတော့စောက်ရေးပါပါတဲ့ဟာကိုပြောတယ်ကျွန်တော်လုံးဝဗျာနှာဘူးပေါ့ဗျာဒီကောင်ကငဲတက်ဖြစ်နေရပါဘူးသူပဲပုံစံမျိုးကြီးဖြစ်အောင်ကျွန်တော်စောင့်အောင်လုပ်တယ်နော်အဲ့တခုရှိတယ်ဒါလည်းမဟုတ်ပါဘူး เนาะနောက်တစ်ခုကတော့အခုတော်တော်များများပြောနေကြရပါဘောเนาะပကံမှာအဲဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့ပကံမှာနန်းနန်းစုဟိုဟာဗာလဲအဲ့လိုမျိုးပေါ့ပါလဲဓမ္မတာလာနေလို့ကျွန်တော်ကဒေါသထွက်ပြီးပြန်ဝါပါတယ်ဆိုတဲ့ကိစ္စကြီးကတော့ဗျာဘလို့မှစဉ်းစားလို့မရတော့အောက်တန်းလုံးဝကြတဲ့ကိစ္စကြီးလို့ကျွန်တော်ကတော့တော်တော်စောက်တင်သေးွားတယ်ဗျာအဲ့ကိစ္စကြီးပြောလိုက်တဲ့အချိန်မှာတိလားဟိုဟို ဘယ်လိုပြောရမလဲဗျာကျွန်တော်ပြောတာကိုယ့်ရဲ့ကိုယ့်កောင်မလေးရှူတင်ကျွန်တော်လိုက်သွားရန်ကုန်ကကျွန်တော်လိုက်သွားရှူတင်ရောက်တယ်သူနဲ့တွေ့တယ်စကားပြောတယ်သူ့တော်ကျွန်တော်အဲ့တော့အကြံတွေပေးခဲ့တယ်မနေ့ကလည်းကျွန်တော်ပြောပါတယ်အာသူကိုပြင်းဟွာဟွာဟွာလေးရိုက်ပါလားဗော short video လေးရိုက်အဲ့ပါ monetization တွေပဲရ YouTube ကပတ်စံမစိုးပါဘူးဝင်ဝင်ကောင်းတယ်ဘာဖြစ်လဲဒါလည်းစီးပွားရေးတစ်ခုဖြစ်တာဗောဆိုတော့ကျွန်တော်အကြံတွေပေးလိုက်တယ်အဲ့ဒါကိုဘဲကဟိုလေးရောက်ရောတင်မလားစောက်တင်းဖင်းပြောတဲ့ဒီလိုမျိုးအောက်တန်းသားသူ ထင်ရမြင်ရပြောတဲ့ဟို channel ကြီးတခုသူလုတ်လိုက်တယ်ဗျာတကယ်အဲ့လိုမျိုးပြောနေရအောင်ဖြစ်သွားတယ်အောက်တန်းသားပါဗျာပြောရမယ်ဆိုရင်တော့အဲ့လိုမျိုးပေါ့ခဏဟာကိုကျွန်တော်ပြန်ဆက်ရမယ်ဆိုရင်ဘာမှလည်း shoot ဟိုဘာလို့အဲ့လိုမျိုးပါလဲဟိုတယ်မှာလည်းအဲ့လိုတောင်းချမ်းပြီးတော့မှတကယ်မှာ तू ပြောသလိုအာဒီဟိုပါပေါ့ဟိုဓမ္မတာလာနေလို့ကျွန်တော်ကဟိုပါပေါ့ကာမတွေမရလို့စောင်းရန်ဒေါ်လာဖြစ်ပြီးထွက်သွားတယ်ရန်ဖြစ်ပြီးထွက်သွားတယ်ရန်လည်းမဖြစ်ဘူးဒေါသလည်းမထွက်ဘူးကျွန်တော်အဲ့တုန်းကကျွန်တော်သာရန်ဖြစ်လိုက်ပြီးတော့ထွက်လာရလူဆိုအဲ့တုန်းကကျွန်တော်အပြင်ထွက်တော့ ကျွန်တော်ပြန်တော့ကျွန်တော်အဲ့တော့ vape တောက်တယ်ကျွန်တော် vape ကကုံဝိုင်းကုံဝါတော့အဲ့တော့ကျွန်တော်ကအာဘာကုမြက်ကလည်းအဲ့တော့က तू က vape တောက်တယ်ဗျာ vape တောက်တော့အဲ့ဒါသူ့စီမှာရှိသေးလားလို့သူ့ရဲ့ manager ကတော့ကျွန်တော်မေးလိုက်တယ်ကိုဟင်းကိုမေးလိုက်တယ်ကိုဟင်းကအဲဇလိုက်ကိုမေးပေးပဲတဲ့အာကျွန်တော်ပြန်ထွက်တော့သူနဲ့တွေ့တယ်အပေါင်းဝမှာတွေ့တယ်အာဝါတယ်ဇလိုက်ကမရှိတော့ဘူးကဗိတ်ကကုံဝါပြီတဲ့မရှိတော့ဘူးတဲ့ဟိုပိုင်းကြီးဆိုတော့အော်โอเคရရကိုတို့အေးဆေးပဲလို့ရဆိုရ ထွက်သွားတယ်ကျွန်တော်ထွက်သွားခြင်း12နှစ်နေပြီဗကန်ကနေရန်ကုန်12နှစ်နေညနေနေ့လေဗကန်နေ့လေ12နှစ်နေမှထွက်တယ်ဆိုကျွန်တော်ရန်ကုန်မောင်းဖို့ဆိုကျွန်တော်အဝေးမောင်းမှာအဲ့အတွက်ကျွန်တော်ဟိုတယ်ဝင်းနဲ့ထွက်သွားလေအေးဆေးပဲကျွန်တော်လမ်းပေါ်ရောက်တော့မှဘူးဆိုရကျွန်တော်အချိန်တင်းမောင်းသွားဒါဟိုပဲကျွန်တော်ကဆောင်းရောင်းအုံတိုင်းကြီးမောင်းသွားတယ်တို့ကားတွေကိုကန်ကြောက်သွားတယ်ဆိုတာပါသေးတယ်သိရမလားအဲ့ဒါဟိုတဲ့အဲ့နေ့မှတဲ့ဟိုပါပြောင်းသွားတော့တဲ့နန်းစုကမှုမကောင်းဘူးလေဘာဖြစ်လို့သူလိုက်စုံစမ်းနေတယ်လိုက်စုံစမ်းတဲ့အထိကတော့ကျွန်တော်လက်ခံပါတယ်ဟုတ်ပါတယ်ဒါတော့ဟိုပါပေါ့နော်ရှူတင်မှာဒရိုက်တာတယောက်နေနဲ့ဒီဟိုပါပေါ့ ဲမင်းသမီးတို့အက်တာတို့ဒါတွေဟောပေါ့နော်ဟိုဟာဖြစ်တဲ့ခါကျရင်တော့စိတ်မှုမကောင်းတဲ့ခါကျဘာဖြစ်နေလဲဒါမျိုးတော့စုံစမ်းတာဆက်စုတာတော့တဘာဝပါပဲဒါမျိုးတွေရှိတတ်ပါတယ်ဒါပေမဲ့ဗျာအဲ့ဒါအတဲ့ဟိုမင်းသမီးတယောက်ယာတီလာတဲ့ကိစ္စကြီးอ่ะအထိလိုက်ဆက်စုပြီးတော့မှတိမဟာ तू ကယာတီလာနေလို့ဟိုကောင်က तू နဲ့မအိတ်သွားလို့အာ ဲ့လိုမျိုးဖြစ်လို့ဒေါသဖြစ်ပြီးတော့ပြန်သွားတယ်လို့ပြောတဲ့ပါဇက်ကြီးရတော့ဗျာစောက်ပေါကလော့ဂျစ်ကြီးဗျာစောက်ရန်ပေါတဲ့လော့ဂျစ်ကြီးနဲ့သူ့ဘာသူဇလန်းနေရေးပြီးထွင်နေဗျာသိရမလားဟိုအဲ့ရကျွန်တော်မသိလို့မေးပြစေအဲ့မင်းသမီးတယောက်ဒီလိုပေါ့နော်ဓမ္မတာလာနေတယ်ဆိုတဲ့ကိစ္စကိုယောက်ျားကြီးတံမဲနဲ့လိုက်ပြီးတော့မှဆက်စုနေအောင်ဗါးအမိုက်ဘုံနဲ့တော့ကောင်လိုက်နိုင်နေရလားကျွန်တော်ပြောချင်တာဟမ်အဲ့လိုမျိုးလားအမိုက်ဘုံနဲ့လိုက်လိုက်ပေါ့ဟောရောက်မင်းသမီးရာသီလာနေကွာဆိုသူကတိသွားလားတေချာတခုတော့ဘယ်မိမမှာတော့မပြောဘူးညာအဲ့ကိစ္စကြီးကိုသိရမလား အဲ့လိုဟာကြီးကိုထည့်ပြောတယ်ဆိုတော့ဟိုဟာဒီကောင်းရဲ့ level ကြီးอ่ะဗျာပြောမနေနဲ့ဗျာလုံးဝစောင်းရဲအောက်တိုင်းကြတဲ့ကောင်းကြီးဖြစ်သွားပြီဗျာနောက်တစ်ခုနောက်တစ်ခုကဘာလဲဆိုတော့အရန်ရေးကြီးတယ်ဂျိုကာနဲ့ကိစ္စကိုကျွန်တော်ရှင်းပါမယ်เนาะဂျိုကာဆိုတာကိုရဲလေးရဲ့ညီကျွန်တော်နဲ့ဆိုရင်လေ GDC မှာဖက်စီရတဲ့တူတူတက်လာတာဒါဒီကောင်းမသိဘူးဂျိုကာနဲ့ကျွန်တော်ရန်လာတိုက်ပေးတယ်ဂျိုကာလက်ကုတ်ပြီးပြောရတယ်တော့ဘာတော့အဲ့ကိစ္စကိုကကျွန်တော်အတိလင်းကျွန်တော်ရှင်းမယ် ော်ကျွန်တော်ဂျိုကြီးကိုလည်းပြောထားတယ်ဖုန်းဆက်ပြီးလမ်းမေးတယ်အဲ့ဒါဟျောင်သားကြီးငါဒီကိစ္စတော့လူရှင်းရမယ်နော်ဒီကိစ္စတော့ငါဒီလူရှင်းရမယ်ဒီကဲဒီလိုပြောရတဲ့အတွက်ငါမင်းနဲ့ငါဖုန်းပြောတဲ့ဟာလေးကို record လုပ်ထားမယ်နော်ဆိုတဲ့ဟာလေးပြောပြီးတော့မှကျွန်တော်ဒီမှာဗီဒီယိုအတန်ဖိုင်တဲ့တကွာကျွန်တော်ပြပါမယ်ဟုတ်လားမဟုတ်လားဆိုတော့အလုံးသေးချာနားထောင်ပေးပါဒီကောင်ဒီစကားကိုပြောခဲ့တာဂျိုကြီးကသူ့လက်ကုပ်ပြီးတော့မှဟာဒီကောင်ဖေကဟွာဘက်ကနော်အာမီဘက်ကလူအဲ့လိုသွားမလုံနဲ့ဆိုပြောခဲ့တယ်နော်ဒီကောင်ပါဇက်ကပြောခဲ့တာနော်ဟုတ်လားမဟုတ်လားဆိုတော့အားလုံးကျွန်တော်တက်တည်ပြပါမယ်ဒီမှာနားထောင်ကြည့်ပါ တင်တာလို့ကွာသိတာအဲ့ဒါအဲ့ဒီတော့အဲ့ဒီတော့ရောက်သူတို့နဲ့ငါတို့နဲ့အဲ့သူနဲ့ငါရဲ့မင်းရဲ့သူရဲ့ထိုင်းမျိုးအဲ့တော့ဘယ်တော့နိုင်ငံကြီးကြောင်းငါတို့ပြောလို့တခါမှလည်းမပြောပဲငါတို့ကလည်းအေးအဲ့မှာငါ့ကိုဒီကောင်ဗီဒီယိုငါ့ကိုလည်းငါ့ကိုလည်းတကယ်တမ်းမတောင်းပန်ထားတယ်ဆိုတော့ငါ့ကိုမှနားတော့တိုက်တိုက်ခိုက်ခိုက်တော့ငါ့ကိုမှအဲ့သူတင်လာရေးရဟောင်းငါ့ကိုကြည့်နေတာကြည့်နေတာအတော့ဘိုင်းမှပြောတာရောက်ပြီအဲ့ဒါကငါ့မအားဘူးအဲ့လိုဖြစ်နေတာအေးအဲ့ဒါဟုတ် ဲ့ဒါနောက်ပိုင်းမှာပြောရဲကွာငါတို့အားတဲ့အဲ့မှာတဲ့မင်းရဲ့ငါရဲ့တဲ့သူရဲ့စကားထိုင်ပြောတယ်တဲ့အဲ့မှာ PDF လူငယ်တွေရဲ့သူအားတဲ့တေဝါတနာပိုင်လို့ပြောအဲ့ဒါကိုငါအားထပြောတယ်တဲ့ဟာတဲ့ ကိုပြင်းနေတဲ့အဲ့ကောင်တွေလည်းတေးတာတဲ့စောက်ကြီးဆိုင်မနေပညာမတတ်တဲ့ကောင်တွေစောက်တော့သားရည်တဲ့ကျွန်တော်တို့က GDC ကျောင်းစင်းနေပြားတဲ့ပညာတတ်တယ်စာတတ်တယ်တဲ့အာဒီကောင်တွေခံရတာဘာမှသနာစရာမရှိဘူးအဲ့လိုစကားမျိုးငါတို့ဘယ်တော့မှပြောလို့လဲအဲ့ဒီကောင်ကချောပါမလို့တော့ငားလိုက်ငါတော့ပြီးနေတာလေအေးမင်းမင်းလည်းတည်တယ်ငါလည်းဒီဘဲနဲ့စကားတခုမှလည်းမပြောဘူးကွာငါမှငါအေးစိနေရဲ့လူကအဲ့ချောပါမလို့တော့ဒီကောင်ကဘာလို့ပုံပန်းတော့လဲဘာကိုဝိုင်ကိုအဆောင်ငါတို့ပဲပြီးနေရတယ်အေးချောတော်မတော်ဘို့ငါတို့ဒယ်လီဒက်စီဒယ်လီဒက်စီရိုက်တော့ပါတဲ့အဲ့လိုပြောတယ်တဲ့ဟဲ့အောင်ကိုအောင်ကိုအောင်သိုးသေးတယ်ဟိုမှာဘယ်လိုလုပ်ပြောနေရမှာလဲအေးမင်းက ငါတဲ့တော့စုံတဲ့ခန်းမရှိဘူးဗျာပြောရမယ်ဆိုရင်မရှိဘူးလေဒါလို့တော့ငါတို့နောက်ဆုံးကန်းစုံပြီးတော့ခွေလာထနေတယ်အဲ့ဒါအဲ့ဒါကိုပြောနေတယ်အဲ့ဒါကွာအဲ့ဒါအဲ့လိုပြောနေတယ်အဲ့ဒါ အဲ့တော့ဦးလည်းကားပြောအဲ့တော့ဦးလည်းအမှားတယ်မင်းရတယ်သူ့ကိုလည်းကုတ်ပြီးပြောရတယ်တဲ့ကိုပြင်းနဲ့လာအောင်လို့ခေါ်သွားပြီးရောတဲ့ပြောတယ်တဲ့ဟာဒီကောင်းပြီးရတယ်စစ်တပ်ထရေကောင်းတဲ့စစ်တပ်ထရေရတယ်ဒီကောင်းကအဲ့တော့လဲပါဆောင်းရဲလဲကွာရသိလားအဲ့ဘဲရလေးကာ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 တော့လဲဆိုတာအဲ့လိုဒီကာကာကိုပြင်းနဲ့လည်းအဲ့လိုမရှိခဲ့ပါဘူးကွာငါကဒါဆိုလို့ဒီကောင်းဘရာဒါလေးပဲသွားခဲ့ပြီးငါသာနဲ့ငါ ဒီဘက်ကဝါရောက်ဒီဘက်ဆောက်ယူသလားဆောက်ယူကဘာပဲဘာလဲဆိုတော့ဒီကပြောနေတာမင်းနဲ့ကလည်းကွာအခုဟို GDC တဲ့ကဟိုအတိလာတယ်ဆိုတော့ဒီကောင်မသိဘူးရလာတိုက်တယ်ဒီလားဘဲက အာဒီဘွားမလည်းမဆိုင်ငါတို့ဒီလိုချင်းနားလိုက်လာတဲ့တော့ငါပြေးနေတယ်လပန်းတဲ့ဘွားပြီးရောမင်းဘူးကွာဆောင်းလို့လို့လို့ပြီးငါဘလူးနဲ့မှလည်းတကားမချိုတာတော့ခါရမှာမင်းမင်းငါမဟုတ်ငါမင်းကြောင့်လည်းငါတူတယ်ငါအဲ့ဒါအဲ့ဒါကိုကြည့်တယ်ဒီဘဲကအခုကကြည့်ရမလားမရဘူးဒီလိုဆိုရှောက်ရှမ်းနေကွာရှောက်ပြောတာကြည့်မလားဆောက်ရင်းမပါတာကြီးလေရှမ်းနေရှမ်းနေရှမ်းနေပြန်ရှမ်းနေပြန်တယ်အေးအေးအကုန်လုံးစပယ်ရမင်းနောက်တော့ကောင်းလားဟုတ်တယ်ဟုတ်တယ်ဒါငါဖုန်းငါဖုန်း ဲ့လိုမျိုးကြီးပြောတာရောငါကလည်းမငါမိမပြောလို့မဂျူကာဆိုပြီးခုလည်းတောင်းလာတာငါအားလို့ကြည့်ရတော့မှာပေါ့လို့ဘာလားပေါ့ငါလည်းအချက်ဥကကောက်ကြည့်နေရမနဲ့ခဲရလို့ရုပ်နေပြီးတော့ဒီစောက်စောက်တို့လည်းပဲရရောက်ကြီးအဲ့လိုမျိုးတဲ့အားတဲ့ငါအဲ့လိုတေးသေးတဲ့ဘာဖြစ်လဲတဲ့ဟာဘာ၄လေးတော့တခုံးကလည်းမပြောဘူးသူတည်းပတ်သက်ပြီးတော့ ကိုအဲ့တော့ငါကြည့်ရဒီကိုကြည့်ရတော့မယ်ငါအပိုင်းမလာသေးလို့ငါအခုကြည့်နေတာအခုအချိန်ပိုင်းပဲရှိသေးတယ်စားအဲ့ဒါပြင်တာအဲ့ဒါဘုံကအခုဒီဒီကိစ္စကိုကအခုအဲ့ကောင်ရှင်းရတော့မှသိရမှာမရှင်းတော့မရဘူးဒီကဘုံမဟုတ်လားရှောက်ပြောတာကွာအေးအဲ့တော့ကတည်းကတိုက်တိုက်ဂျိုးချုကငါငါဒီဒီအလေးတော့ငါဟိုဟာလေး record လေးလုတ်ထားလိုက်မယ်သိလားဘာလို့လဲငါရှင်းတဲ့ခါကျတော့နော် ဘာဘာဘာမင်းကလည်းပြောနေရမလို့ဒါဒီလောကထဲမှာဘယ်လိုနေလဲဆိုတာအကုန်လုံးသိတယ်။ဒါသိတယ်မင်းတို့မင်းကြောင့်လည်းငါသိတယ်။ငါတို့ကခုစောက်ကြောင်းကြောင်းနဲ့ဂျီဒီစီကမင်းလည်းဂျီဒီစီပဲ။အားလုံးတူတက်လာကုန်တယ်။တခါမှလည်းအဲ့စကားလည်းမပြောဘူး။အဲ့လိုနိုင်ငံရေး topic တွေကဘယ်တော့မှမပြောဘူးကွာ။ဒီဖြစ်တာငါ AV ပဲ။ဘယ်လိုနေမှာလဲ။ဂျီဒီတက်ဒီငါအားကြောင့် random man ဖြစ်နေတော့မှလုပ်မရသေးဘူးအကုန်လုံးနဲ့။ဟုတ်ပြီ။အားကြောင့်လုံးပြချက်လို့။ဟုတ်ပြီ။ ကဲအဲ့ဒါအဲ့အတန်ဖိုင်ကိုနားထောင်လိုက်ရတယ်ဆိုရင်တော့အားလုံးလည်းရှင်းမယ်လို့ထင်ပါတယ်ဒီကောင်ပြောတဲ့ဟာတွေကဟုတ်လားမဟုတ်လားဆိုတာနော်အရှိမလဲဒီကောင်ပြောခဲ့တဲ့ဟာတွေဟုတ်လားမဟုတ်လားဆိုတာအားလုံးကိုကျွန်တော်ကတက်တင်တဲ့တကွာပြတာနော်နော်ဒီလိုမျိုးရှိတယ်ဒီကောင်ဒီအဲ့လိုမျိုးမဟုတ်ကဟုတ်ကတွေရှောက်ပြီးတော့မှအဲ့လိုပြောပြီးတော့မှသိရမလား तू မှန်တယ်လို့ငါစကားနွားရပြောတတ်တဲ့အောက်တန်းစားကောင်ဆိုတာအားလုံးကျွန်တော်တက်တင်ပြတာပါနော်ဒီဒီကောင်ရဲ့စောက်ခြင်းကအဲ့လိုမျိုးပါပြီးတော့ तू ခဏကနော်ကျွန်တော်ပြောသွားတဲ့ဟိုရုပ်ရှင်ကားနဲ့ပတ်သက်ပြီးတော့မှ အဲဟိုဖြစ်တယ်ဆိုရင်ဟာရေလေဒီမှာကျွန်တော်မှအတန်ဖိုင်ရှိရယ်ဒီမှာဘာလဲကိုစီရနေပြီးတော့ကျန်ရတဲ့ပတ်စံကတက်ပါဆန်ဆိုတော့အဲ့ကနေတော့အေးပါမင်းကကိုစီရနေမှာလာထုတ်လို့ရတာပေါ့အင်းအင်းအင်းဒါကတော့ကိုရုံးလည်းမတင်ရဘူးဆိုတော့ကိုလည်းထုတ်ပြီးဖို့ခက်တယ်လေချင်းရေရတာအင်းတွေ့ရနော်ကြားရနော်ယုံလည်းမတင်ရဘူးဆိုတဲ့အတွက်သူတို့ကထုတ်ပေးလို့ခက်တယ်အဲ့ယုံတင်လို့မရအောင်လဲသူပဲလုပ်ခဲ့တာနော်အဲ့လိုမျိုး ဒီကောင်ဒီပြောရမယ်ဆိုရင်ဒီကောင် dark side ကစောက်ရမ်းကြီးတယ်ဗျာဘလို့ dark side ကြီးလဲဆိုမိန်းမတယောက်ယာတီလာတော့လဲတကောင်ဆက်စုတယ်နော်ပြီးွားရင် तू ပြောရပါဗျမင်းသမီးတယောက်တည်းဟာ तू ဒီနေ့တင်တဲ့ video မှာမင်းသမီးတယောက် तू ခန်းထဲဝင်လာတယ် night dress နဲ့လာတယ် body တော့မပါဘူးဆိုဘာလဲ body မပါတဲ့ကိစ္စကိုမင်းလိုက်ကြည့်နော်မင်းသူ့ရဲ့ nipple ကိုမင်းသွားချောင်းနေလို့မလားဒီကောင်ဒီစောက်ရမ်း dark side ကြီးပြီးတော့စောက်ရမ်းတည်ရမလား တကယ်ဟိုမှဗျာပြီးတော့ perfect ကြီးဗျာဆိုတော့စောက်နှဘူးကြီးဗျာပြောရမယ်ဆိုရင်တော့အဲ့လိုဟာကိုသူပဲလိုက်လိုက်တွေးနေပြီးတော့ကျွန်တော်ကိုအဲ့လိုမျိုးဂုံပုတ်ကိုလာလာပေးကျင်တယ်ဗျာကျအဲ့တော့ကျွန်တော်ပြောချင်တာဒီဘဲပြောတဲ့စကားတွေကိုကျွန်တော်ကအခုအားလုံးကိုတတ်တည်နေတကွာပြပြီးပြီအဲ့ဒါအောင်မှဒီဘဲကမှန်တယ်လို့ထင်နေတဲ့လူတွေကတော့စောက်အုံနောက်တွေကသွားပြီမင်းတို့အုံနောက်တွေချီချီချီအုံနောက်တွေဖြစ်ဆုံးပြီကျွန်တော်အဲ့ဒါကိုအတိလေရှင်းပြတယ်เนาะ မင်းဘာမှလည်းဆက်ပြီးတော့မပြောလို့မရဘူးမင်းညာနေတဲ့ဆွဲဟာတွေကိုငါအခုအားလုံးတက်တည်နေလဲပြရတယ်เนาะကျွန်တော်ပြောချင်တာဂျိုကြီးကျွန်တော်ဘက်ကလိုက်ပြီးတော့မှကျွန်တော်ပေါ်တာမလို့လိုက်ပြောစရာအကြောင်းလည်းမရှိဘူး तू ကကျွန်တော်ကိုဟိုသူကပြောတယ်တိမလားအမှန်တရားကို तू ကအစတည်းက तू ကလာပိတ်တာအမှန်တရားကိုမပြောရဲပဲနဲ့မင်းတို့ဒီမင်းသားနဲ့ဒီလိုမင်းသားတွေရိုက်ရမှမင်းတို့ဖြစ်မယ်ဆိုရင်တော့မင်းတို့ကတော့အံ့ဩတယ်ဟဲ့အောင်ဂျိုကြီးကငါနဲ့เนาะဟိုက first year တည်းကခင်လိုက်ကောင် เนาะမနေ့ကဟိုကျွန်တော်တကယ်ချင်းတွေတွေ့လို့ပဲဟဲ့အောင်မြေလီလာငါလီလာအဲ့လိုမျိုး level ဖတ်ပေါင်းလာတဲ့လူတွေเนาะဘာမှလည်းသူကျွန်တော်ကိုကြောက်စရာလည်းမရှိဘူးဖားစရာအကြောင်းလည်းမရှိဘူးဘာလို့လဲဂျိုကြီးရဲ့အကိုကိုရဲလေးကကျွန်တော်ကို mainstream ပေါ်ရအောင်လို့เนาะသူ့ရဲ့တတိယဂါရန်ခွေထဲမှာစပြီးတော့မှခေါ်ပေးခဲ့တဲ့သူเนาะပြောမယ်ဆိုကိုရဲလေးကကျွန်တော်ရဲ့ကျေးဇူးရှင်ဆိုလည်းဟုတ်တယ်เนาะဂျိုကြီးကကိုရဲလေးရဲ့ညီဖြစ်တဲ့အတွက် तू ကကျွန်တော်ပေါ်မှာဟိုကိုကျေးဇူးရှင်ရဲ့ညီဖြစ်တဲ့အတွက် तू ကကျွန်တော်ကိုကြောက်နေစရာအကြောင်းလည်းမရှိဘူးကျွန်တော်ကဖားပြောစရာလည်းမရှိဘူး तू အမှန်တရားကိုအမှန်တရားတိုင်းပဲပြောတာအဲ့တော့ပြင်းစရာမင်းပါဆက်ညာအောင်မလဲ ပြောပါမင်းပြောတဲ့စကားတွေအားလုံးဟာကလိန်ချစ်ကလိန်ညံတွေဆိုတာ အားလုံးလည်းသိနေပြီအဲ့တော့မင်းရဲ့စောက်စင်မရှိတဲ့စိတ်ဓာတ်ကြီးကိုမင်းပြင်ပြီးတော့ဖျားတွေပါမင်းလျှောက်ပြီးတော့မှတိုင်တယ်ပါတယ်တို့ဘာလို့လုံးနေအခုမင်းပြောသလိုသာချိန်ချိန်ချိန်ဆယ်ပြီးတော့ပြောခဲ့သလိုသာဖြစ်မယ်ဆိုရင်မင်းမိသားစုအခုဖြစ်တော့မှာနော်နော်အားနေဖျားရည်ဟိုဟာဖြစ်ပါလေကျိတ်သေးပါလေဖျားသူကသူနေရမင်းဘာသွားရှုပ်နေနဲ့နော်အဲပြောချင်တာကတော့ဒါပဲနော်ပြင်းဒီရဆိုတဲ့ကောင်စောက် လူလေစောက်ပေါ်နော်တချို့တွေဆိုလဲကျွန်တော်လာပြောကြတယ်အဲ့ကောင်ကတူဝေးကောင်ကြီးနဲ့အဲ့လိုမျိုးလဲပြောကြရလူလဲရှိရဲဒါတွေတော့ကျွန်တော်အသေးစားမသိဘူးဒါပေမဲ့သူအဲ့လိုမျိုးကြီးလဲရှိရဲအဲ့တော့ကျွန်တော်ပြောချင်တာဒီကောင်ကြီးမိမ့်မလို့မိမ့်မရငါစကားနွားရပြောတယ်သူပြောတဲ့စကားတွေကိုယုံသိလားမယုံသိလားဆိုတော့အခုအားလုံးကိုတက်တည်နေတကွာပြပြီးသွားပြီဒီနေ့ကတော့ဒီကိစ္စတလောက်ပါပဲเนาะအားလုံးလည်းကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ မိတို့ကဒီစထရက်နောက်တော့ဒီကဘစိုးချုပ်ကမင်းကောင်ကဒီပြတ်ဟိုလူရဲ့နောက်ကကပုံးများဒီလူရဲ့နောက်ကကပုံးများသူချပီသုံးစားမရှာတော့မတော့ပါပါတော့မဖော်နေတဲ့ဖုန်းဟာဒီချင်းနဲ့မင်းကောင်ကမောဟာမင်းရဲ့နဲ့မင်းဆိုတာရှုံးမှာမင်းကိုရဲ့နံပါတ်ရောအော်အားကောင်းဖို့မမိုးတာဖင်ခါကကုန်းစားရုပ်ရှင်လောကတိုးတက်ဖို့အမုန်းခံကျွန်တော်ပြောနေ